ဒီခေါင်းမှာတော့ရနာနေပြီးတော့ဒီ curry ခေချာနဲ့ပတ်သက်တဲ့ပေါ့နော်ပြပွဲအခမ်းအနားတစ်ခုကိုတင်ဆက်ပေးကြပါမယ်။ curry ခေချာဆိုရင်တော့ပကြီရောနောက်ပြီးတော့ကာတွန်းရောပေါ့နော်ပေါင်းဆက်ပြီးတော့ပြသထားတဲ့အနုပညာတစ်ခုတွေသိရပါရဲ့ရှင်။ဒီမှာဆိုရင်တော့ curry ခေချာနဲ့ပတ်သက်တဲ့အခမ်းအနားတွေနောက်ပြီးတော့ curry ခေချာနဲ့ပတ်သက်တဲ့ဒီပြပွဲအခမ်းအနားတွေအရဆိုရင်လည်းတကယ်ကိုပဲရှားပါတယ်။ဒီခေါင်းမှာဆိုတော့ gallery 65မှာကျမပြလို့သွားပဲဖြစ်ပါတယ်။ဒီတော့ curry ခေချာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားဖို့ရနာတင်ဆက်ပေးထားပါတယ်။ပရိသတ်များအားလုံးကလည်းဆက်လက်ပြီးတော့ကြည့်ရှုအားပေးဖို့အတွက်ကိုဖိတ်ခေါ်လိုက်ပါရဲ့ရှင်။ ပညာချက်ပရိသတ်များအတွက်ဒီကနေ့မှာတော့ caricature art လို့အမည်ပေးထားတဲ့ပြပွဲခန်းတစ်ခုတင်ဆက်ပေးကြပါရစေ။အခုနှစ်ပညာမိုးကောင်းရဲ့အဖွဲ့သားရောက်ရှိနေတာကတော့ Gallery 65ကိုရောက်ရှိနေရပဲဖြစ်ပါရစေ။ caricature ဆိုရင်တော့မြန်မာနိုင်ငံမှာဟိုးရှင်တွေကထွန်းကားခဲ့တဲ့အနုပညာတစ်ခုလည်းဖြစ်ပါရစေ။ဒီကနေ့ရဲ့ပြသပြတဲ့ caricature ဆိုရင်တော့သူကကာတွန်းလည်းမဟုတ်ဘူး၊ပကြီးလည်းမဟုတ်ဘဲနဲ့ကာတွန်းနဲ့ပကြီးလက်ရာနှစ်ခုကိုပေါင်းစပ်ပြီးတော့ပြသတဲ့ဖန်တီးမှုတစ်ခုပဲဖြစ်ပါရစေ။ဒါကြောင့်မို့လို့ဒီကနေ့ပြသပြတဲ့ caricature art နဲ့ပတ်သက်တဲ့ပညာနည်းပညာပြပွဲအခမ်း နာရောနောက်ပြီးတော့ဒီနေ့ကျွန်မပြုလုပ်တဲ့ပြပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုပါဆက်လက်ပြီးတော့ကြည့်ရှုအားပေးဖို့အတွက်လည်းဖိတ်ခေါ်လိုက်ပါရစေရှင်။ တော်တို့ခုဒီပွဲလေးကကေကိချအပ်လို့နာမည်ပေးကြပါတယ်ကေကိချရဲ့တမိုင်းမှာပထမဆုံးဖြစ်လိမ့်မယ်လို့ထင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ရှိမှာတော့ကေကိချပွဲတကူတော်ပွဲတွေရှိပါတယ်ကေကိချပညာရှင်တွေစုပြီးတော့ပြတဲ့ပွဲကတော့ကျွန်တော်မြန်မာနိုင်ငံမှာဒါပထမဆုံးပါပဲနောက်တစ်ခုရှိတာကေကိချကိုပကြီဖြစ်အောင်စဉ်းစားပြီးတော့ပကြီဖြစ်အောင်ရေးတာပေါ့နော်ဆိုတော့ကျွန်တော်တို့အဓိကရည်ရချက်ကတော့ဘာလို့ဆိုတော့ကေကိချဆိုတာက ပကြီးလည်းမဟုတ်ဘူးကာတွန်းလည်းမဟုတ်ဘူးပကြီးပညာနဲ့ကာတွန်းပညာကိုလေးလေးနက်နက်နဲ့ပေါင်းဆက်ပြီးတော့ဖန်တီးထားတဲ့တရားပညာရတစ်ခုဆိုတာကိုကျွန်တော်တို့သိသိချင်းနဲ့တွေ့ကြအောင်မလို့ဒီပညာကိုစိတ်ဝင်စားတဲ့လူတွေရီးလေရီးဆွဲနေတဲ့လူတွေအချင်းချင်းပူးပေါင်းပြီးတော့ဈေးကွက်မရှိဘဲနဲ့ကျွန်တော်ကတအားပြသတဲ့သဘောပါဗျဟုတ် ကဲအခုဒါပြိသက်တွေကိုနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတခုကိုကျွန်တော်ခေါ်ဆောင်ပြီးတင်ဆက်ပေးချင်တာပဲဖြစ်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ဒါစနေနေ့ session ရက်နေ့မှာဆိုလို့ရှိရင်ဟန်သိအနေနဲ့သူရဲ့ fan တွေနဲ့တူဒါ gathering meeting လေးလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုပြိသက်များကိုပြန်ပြီးတော့တင်ဆက်ပေးချင်တာပဲဖြစ်ပါတယ်ခင်ဗျဟောဒီရောထူးထူးခြားခြားပဲအဟန်သိရဆိုရင်သူရဲ့ fan တွေနဲ့တူဒါ gathering meeting ပေါ့နော်တော်ရုံတော်ရုံဒါမလုပ်ဖြစ်တဲ့ပွဲခဏတခုပေါ့ဒီရောထူးထူးခြားခြားအနေနဲ့ဘယ်လို meeting တွေလုပ်ခဲ့တာလဲဘာတွေဆက်လုပ်ဖို့အတွက်ပြောပြခဲ့ရလဲဟုတ်ကဲ့အဲသူအားဆိုလို့ရှိရင် င်ဒီနိုင်ငံခြားပြန်ရောက်လာတာလည်းမကြသေးဘူးမကြသေးရဖြစ်တဲ့အတွက်သူ့ရဲ့ပရိသတ်တွေနဲ့တော်တော်လေးကိုဝေးသွားပြီလို့သူအနေနဲ့ခံစားရတယ်ဒီတော့သူမဒီ Facebook ကသူ့ရဲ့ fan တွေကိုခေါ်ဆောင်ပြီးတော့ဒါသူ့ရဲ့နေမှာဖြစ်တဲ့ဒီ down club မှာရှိတဲ့သူ့ရဲ့နေမှာဒါ fan တွေနဲ့အတူတူပြောပြောရွှေရွှေဒါစကားတွေပြောကြရတယ်အဲနောက်ပြီးတော့သူကိုယ်တိုင်လှုပ်ထားတဲ့ဒီ sushi တမီးလေးလေးကိုဒါသူ့ရဲ့ fan တွေကိုဒါကျွေးမွေးပြုစုခဲ့တယ်ပေါ့ဗျာအာနောက်ပြီးတော့ဒီစိတ်သူ့ရဲ့ fan တွေထဲမှာမှာသူ့ဒီနေ့အဲ့မွေးနေ့ချတဲ့ မွေးနေ့ကြားရောက်နေတဲ့ fan တယောက်ရဲ့မွေးနေ့ကိုလည်းသူကနေပြီးတော့ကိုစားဘတ်ဒေးကိတ်တွေခွဲပြီးတော့ပျော်ရွှင်စရာနဲ့ဒီကျင်းပခဲ့တာပဲဖြစ်ပါတယ်ဗျ။အဲဆိုရင်ဆူရှီလေးကြွရဆိုတော့ညဉ့်ညံ့ကိုအောင်ဆူရှီစားခဲ့ရလားအာစားခဲ့တာပေါ့လှိမ့်ကိုစားခဲ့ဟုတ်ပါပြီဒီတော့ပရိသတ်တွေကိုအာဟန်သီးရဲ့ဒီ fan meeting မှာဆိုလို့ရှိရင်သူတို့တင်နေတဲ့ဘာတွေလုပ်ခဲ့တယ်လဲဆိုရက်ဒီအမြင်လေးတွေကိုပရိသတ်များအတွက်ထပ်ပြီးတင်ဆက်ပေးကြပါမယ်ရှူစားပေးပါအောင်ဗျာ ိန်ထုတ်ချပါရယ်ဟန်ဒီကဗလေသချင်းဆိုပေးမယ်လို့ပြောပါရယ်ပြီးတော့မွန်းနေကိတ်ကိုလုတ်လုတ်ပေးထားမယ်လို့တကယ်မထင်ထားမိပါဘူးအရင်လဲပြောပါရယ်အားပေးပါရယ်ညီမတို့ပြညာအရင်အားပေးတာဟန်ဒီကိုလည်းအမြင်နဲ့အားပေးနေမှာပါ ုတ်အအရင်ပြောပါရဲအရင်လည်းဝမ်းသာရဲဟနီဒီလိုမျိုးအဟနီပရိသတ်တွေနဲ့တွေ့ဆုံခြင်းတွေကြာပြီပေါ့နော်အီးမေးလ်လေးတစ်ခုကိုအကောင့်ထည့်ဖို့ရဲအတိုင်းပါပဲအာစီစဉ်ဖြစ်တာဟန်ဒီနိုင်ငံခြားမှာပြည်သက်တွေနဲ့ဝေးကွာွားရလဲပါတယ်အာပြီးတော့ဟန်ဒီအနေနဲ့ဟန်ဒီ family meeting တခါမှမလုပ်ဘူးမလုပ်ဘူးရတဲ့ဒါပထမဆုံးလုပ်တာပေါ့နော်အာအဲ့တော့ဟန်ဒီအာဒီလိုမျိုးလေးလှုပ်ချင်တယ်ကိုလည်း um ပြည်သက်တွေနဲ့တွေ့ချင်တယ်တွေ့ချင်တဲ့အတွက်လုပ်ဖြစ်သွားတာပါရှင်